ရေကုန်တိုင်းမှာစစ်ကောင်စီလက်အောက်ခံဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနယ်အိမ်ရောင်ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့တပ်မတော်အိမ်ရောင်ဝေယူခွင့်အကြောင်းကြားစာအတုတွေပြုလုပ်ပြီးအွန်လိုင်းနဲ့ဖုံးဆက်သွယ်မှုကနေတစင်းကြားဖြန့်ပုံစံငွေကြေးလိမ့်လည်မှုတွေရှိလာတယ်လို့မြို့ကန်တွေကလူထုမြန်မာကိုပြောပါတယ်မြို့ပြနယ်အိမ်ရောင်ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့တပ်မတော်တိုက်ခန်းဝေယူလူသူစီထံအမည်မသိသူတွေကဂျီမီကနေဆင်ဆက်သွယ်ပြီးအခန်းဂုဏ်ပြုပြုကြောင်းတိုက်ခန်းရောက်ချငွေ၃ဘုံတုံကိုပြေးချေရန် အကြောင်းကြားစာအတုတွေပေးဖို့လိမ့်လိုက်တာခံခဲ့ရတယ်လို့ရှေ့ပြည်သားမြို့ကန်တို့ကပြောပါတယ်တပ်ဝန်တိုက်ခိုက်ဝယ်လို့ရပြီဆိုပြီးဂျီမီကလည်းစာပို့တာအဲတိုက်ခိုက်ကိုအမြဲဝယ်ဖို့ငွေလဲဖို့ပေါ့ဂျီမီကယုံလေးစာဆိုတော့ယုံတာပေါ့ဘန်ကောက်နဲ့ငွေလဲလိုက်တာ300လောက်ပါသွားတယ်အဲကျွန်တော်တို့ခြားလူတွေလည်းလင်ခံနေရတာအများကြီးပဲဗျတမုန်းနဲ့အိမ်ရာအကြောင်းကြားစာအတုတွေအရာ ငွေကြေးလိမ့်လည်သူတွေဟာဘူလတ်တိုက်ခန်းတံပိုး3300ရာခိုင်နှုန်း3500ကျားရှိတဲ့တိုက်ခန်းတွေကိုငွေကြေး3500ရာခိုင်နှုန်း3500ဝန်းကျင်ထိငွေကြေးလိမ့်လည်တောင်းယူနေတာဖြစ်တယ်လို့ငွေကြေးလိမ့်လည်မှုတွေခံခဲ့ရသူတွေကပြောပါတယ်။စစ်ကောင်မရှင်ရဲ့မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကလည်းတံပိုးနဲ့အခန်းဝယ်ယူခွင့်ပြုတဲ့အကြောင်းကြားစာကိုအတုပပြုလုပ်ပြီးဂျီမီကောက်တုနဲ့ဖုန်းနံပါတ်တွေကနေစင်ငွေကြေးလိမ့်လည်တောင်းယူတာတွေပြုလုပ်နေတယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာ1ရက်မှာထုတ်ပြန်ပါတယ်။ အကြောင်းကြားစာတုတွေထဲမှာတက်ဆိုင်ရမျိုးပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူရဲ့လက်မှတ်နဲ့အတူတက်ခန်းတံမိုးရဲ့30ရံခန်းလုံးအပြင်လှုပ်ဖို့ရမယ့်ဗန်စင်းကိုပါထပ်သွင်းဖော်ပြခဲ့တာကိုလူ့မြန်မာကလေ့လာတွေ့ရှိထားရပါတယ်။အဲ့ဒီငွေကြေးလိမ့်လည်မှုတွေဟာရက်ွက်အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့ပွဲစားတွေပေါဝင်နေပြီးရက်စကန်တွေထံအကြောင်းကြားမှုဖွင့်ခဲ့ပေမဲ့တက်ဆိုင်ရရက်စကန်တွေကလက်ခံပေးတာမရှိသလိုအမှုဖွင့်ဖို့အချိန်ဆွဲတဲ့ဒီကြုံတိခဲ့ကြရတယ်လို့ကိုတိုင်ကြုံတိသူတွေကပြောပါလေ။ တက်ဆိုင်ရဲစကန်တွေထံတောရောက်မှုဖွင့်ဖို့တိုင်ကြားရမှာရဲစကန်တွေတောင်းဝင်ရှိသူတွေနဲ့အုပ်ချုပ်ရေးဖွဲ့တွေကအမှုတဲ့ငွေကြေးပုံကိုကုန်ကြနိုင်ပြီးအမှုဆက်လက်မှုဖွင့်ဖို့ဖိအားပေးပြောဆိုတာကြုံတွေ့ခဲ့ကြရတယ်လို့လှိုင်တရမြို့ကန်တူကလူလူမြမကိုပြောပါတယ်ငွေလင်ခံရတော့အမှုသားဖွဲ့တာလက်မခံဘူးဗျအမှုသားဖွဲ့တော့အုပ်ချုပ်မှုတွေကနေရင်းပြောင်းဝိုင်းပြောတာပေါ့အမှုဆက်မှုဖွင့်တော့ငွေကြေးကုန်ကြပင်ပေါ့အမှုဖွင့်ရင်ကိုဘကူပါအမှုပြပတ်မဲ့သဘောတရားဥပမာပဲတရားမှမှုနဲ့တွားဆွဲပေါ့အမှန်ကခေါင်းဆောင်တာဗျ ဒီလိုမျိုးငွေလိမ်နာရဲတွေအုပ်ချုပ်ရေးကသူတို့လည်းသိမှာပါဝယ်စားနေတဲ့ဝယ်စားမျှစားလုံနေကြတာလေအခုလိုငွေကြေးလေးလံမှုတွေဟာရန်ကုန်တိုင်းကတံမိုးနဲ့တံမိုးသင်းအရာစီမံကိန်းတွေမှာအများဆုံးဖြစ်ပွားနေပြီအရာဝယ်ဖို့ရှောက်ထားရတဲ့အချိန်ကြာစောက်စားမှုတွေကိုခွင့်ယူကာပွဲစားတွေကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူတွေအတူစာရွက်ဆိုင်နဲ့အတူပြုလုပ်ကာငွေကြေးကြားဖြတ်တဲ့ပွဲဖြစ်နေတဲ့အတွက်သတိထားကြဖို့ HMI ကျိုးဆောင်လုပ်ကံသူတွေကပြောပါတယ် ရန်ကုန်မြို့တွင်းမှာအိမ်ခန်းလှစာစိတ်လုံးကြီးမြင့်နေမှုကြောင့်တက္ကန်းပိုင်ဝယ်ယူလူသူတွေများပြားနေသလိုတက်မိုးနဲ့တက်မိုးလက်တက်မိုးတဲ့အရာတွေဝယ်ယူနိုင်ဖို့ကြိုးစားလာတဲ့အပေါ်ဥတည်ကငွေကြေးလိမ်တဲ့သူတွေအနေနဲ့ကြပြတ်ပုံစံငွေကြေးလိမ်နေတာဖြစ်နိုင်တယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်။